မင်္ဂလာပါခင်ဗျာ Ticket Streaming Channel အစီအစီအရနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရော့ဖတ်သူဂျက်ကန်မဲဖြစ်ပါတယ်အခုတခါရော့ဖတ်ပြမှာတော့ညီနိုးတို့ပေးစာဆိုတဲ့ဝတ္ထုတိုလီတစ်ပုဒ်ပဲဖြစ်ပါတယ်ဗျအပိုင်းနှစ်ပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြပါဦးနော်ဒီလားမနက်ခင်းများဟာဒီမျိုးအတွက်အကျိန်ပေါင်းများစွာတဟဇာတာဖြစ်လာခဲ့တော့လေမိုးရွာပြီးမြူဆိုင်တဲ့မနက်ခင်းမျိုးအတွက်တော့ဒီမျိုးရဲ့ခေဟာစနေအရရှာရှာပါပါမှတ်တမ်းတရားပါလိမ့်မယ်ကြည်ပါဦး သူရိုးတယောက်လိုထမ်းခေါ်လာတဲ့ပါဆယ်တထုပ်လိုလိပ်စာအတိအကျမရှိပါတော့အနောက်တောင်မုံတုံလေးများဟာအဆောင်နေသူများတက်တော့ကျွန်တော်တို့အဝိုင်းဝန်းလေးတစ်ခုပေါ်ဝေဝဲကျင်တိုင်းဝေဝဲနေကြတယ်။တပင်လိုတက်စီမှာတော့တရွက်လေးများကြမှာအင်ကောင်မိုးထိပ်ပြားမှာလမ်းမီးတိုင်းတို့ရဲ့အစွန်တစ်ဖက်စီမှာခလေးတူခိုးဆွဲထားသလိုလာကြံခွေးသလိုဤတွဲကြနေတယ်။ လမ်းမီဂျိုးတို့ရဲ့အထက်နဲ့အောက်ကောင်းနိုးရရာတို့စီမှာစိတ်ရှိနှင်းသက်အတိုင်းတရွေ့ရွေ့တိုးဝေနေကြလေဒီလိုမနက်ခင်းမျိုးဟာဆိုရင်တော့ကျွန်တော်အတွက်တော့နှက်ပေးတဲ့မနက်ခင်းမျိုးတွေပါပဲဒီအချိန်မှာ copy ကြက်ကြလေးတစ်ခွက်နဲ့အတူကြောလုံးတဲ့ဘွားလေးတစ်ခုကိုကျွန်တော်လိုချင်မိပါတယ်ကျွန်တော်နိုးနေတာကြားခဲ့ပါပြီစူးစူးပေါင်းကျွန်တော်နိုးထလာခဲ့တဲ့အချိန်ဟာ24နာရီပင်ကြော်သွားခဲ့ပါပြီ တို့ကလည်းရဲ့ရလက်အဖြစ်အခုဆိုကျွန်တော်လက်ထက်မှာအချောသက်ပြင်ဆင်ပြီးသွားတဲ့စာမှုတစ်ထပ်ရှိနေပါပြီအရင်တွင်မြက်လက်လုံမိုင်းတခုလို့နျူကလီးယားစွမ်းအင်သုံးစနက်တန်တစ်ချောင်းလို့ဝါဝါကြတစ်ချောင်းဖတ်မိုံနဲ့စိတ်ဝင်စားမှုတွေတဝုံဝုံပြိုလဲလာမဲ့နောက်ဆုံးပေါ်တိတ်ချင်းပြစ်ဒုံးကြီးတစင်းလို့စိတ်တိုင်းကြထိုးထွေးပုံဖော်ထားတဲ့လက်နက်ဘုံတစ်ခုကျွန်တော်ထံပါမှာရောက်ရှိနေပါပြီ။ ီလက်နက်နဲ့အတူဥမြေနိုးကိုပဲမဟုတ်ကဘာလုံးဆိုင်ရာဝတ္ထုတို့အထွေထွေညီလာခံတိတက်ပစ်ဖို့ကျွန်တော်စိတ်ကူးထားပါတယ်ဟဲ့ဟဲ့ကဘာသိမ့်မယ်စစ်တူကြီးတယောက်ရဲ့ရေတန်လိုမျိုးပေါ့ထိုရေတန်နဲ့အတူစာမူကိုပါကြောဘိုးဤထဲမှာထုတ်ပိုးရင်ခုနှစ်နာရီခွဲမှီလဲတန်းဘူတာကိုထွက်လာခဲ့လိုက်တယ် အင်းစိန်ကိုဥတီကိုမောင်းတဲ့ရန်ကုန်အင်းစိန်ရထားဟာကျွန်တော်တို့လှဲတန်းပူတာကနေမနက်9နာရီခွဲအတိုင်းပုံမှန်ဖြတ်တန်းလေးရှိပါတယ်။ကျွန်တော်ကထိုရထားနဲ့ပဲနေ့စဉ်နေ့တိုင်းလိုလိုတမိုင်းပူတာကိုလိုက်ပါသွားလေးရှိပါတယ်။အခြားအကြောင်းတော့မဟုတ်ပါဘူး။ကျွန်တော်ရဲ့ဝိုင်းရဲ့အတွက်ကြောင့်ပါတကယ်တော့ကျွန်တော်တို့လှဲတန်းပူတာလေးရဲ့အဝင်မှာထင်းရှူးတစ်တာဘုံလေးမျိုးကိုတန်းစီခင်းမိတွေမိဖို့အပူလေးပေါ်မှာတပေပတ်လေလောက် ရှိတဲ့ဒေဝသတိလေးနဲ့ကြော်လော်ရောင်းချတော့မနာခင်ထမင်းကျော်ဆိုင်လေးရှိပါတယ်။ဈေးလည်းအင်မတန်ကိုမှတက်တာလာပါတယ်။ကျွန်တော်တို့အလုသွားမိသူများတာမကအနီနာဘူရာဈေးတွေစိုက်ကားစရာကြီးတွေတကားတလေမနာခင်လမ်းလျှောက်သူများပါစားလေးရှိတဲ့ဆိုင်လေးပေါ့။ဒါပေမဲ့အဲ့ဒါကကျွန်တော်အတွက်တော့အဆင်ပြေလှပါဘူး။ဆိုင်မှာအဆင်မြင့်ဆုံးစားစာကဝတ်ကျော်၊ကျက်သားဟင်းဒုတိယအဆင်မြင့်ဆုံးကဘဲဥချင်းနဲ့ဈေးအတ္တသာဆုံးပျော်ဟပ်ပရင်ကျော်တို့ဖြစ်ပါတယ်။ ်သို့တော်လည်းကျွန်တော်အချင်းတွေကနောက်ဆုံးစတက်ကိုပင်ဘလို့မှမတက်နိုင်တဲ့အနေထားပါရတဲ့လစာကရ30အတွက်နေလစာညစာပြင် အဆောင်လခါလည်းပေးရပါတယ်ပြီးတော့အခြားကျွန်တော်ရဲ့ဗဟိယအသုံးစရိတ်တွေရှိနေသေးတဲ့အတွက်သူများတွေလိုလဘိတ်ဆိုင်တိုင်ပြီးမောဟင်္ဂါတပွဲလဘိတ်ရီတစ်ခွက်မပြောနဲ့ပူဒါမာရောက်နဲ့တက်ဥဟပ်ပိုင်းကျော်နဲ့ထမင်းကျော်လေးတပွဲတောင်မစားနိုင်လှပါဘူးဒီမှာကျွန်တော်စားနိုင်လာဆိုလို့ဂေါ်ဘီဂျင်လေးပုံ ငရုတ်သီးကျော်လေးတစ်စွန်းထည့်ပေးထားတဲ့ထမင်းကျော်အလော့တပွဲပါထို့ရာကိုလည်းနေရက်ပေါင်းတော်ကြောင့်ဤပူရာလေးမှာဖြတ်တန်းသုံးဆောင်ခဲ့မှုပါလေဒါပေမဲ့ဒါဟာတမိုင်းပူရာထမင်းကျော်ဆိုင်လေးကိုမတွေ့ခင်အချိန်ကြီးပါပဲလေတာဆိုင်လေးလိုမျိုးသမိုင်းပူတာမှာလည်းထမင်းကျော်ဆိုင်လေးဒီဇိုင်းရှိပါရဲ့ဈေးလည်းတူတူလိုထမင်းကျော်အရသာလည်းမကွာလှပါဘူးဒါပေမဲ့တာရာကထမင်းကျော်အလော့ဆိုင်ရဲ့နှစ်တက်ရဟင်းကြီးတစ်မျိုးမျိုးကိုဆန်ပေးတာပါ ဥပမာတတဟင်းကြီးဘဲဥချင်းကြီးတခါတည်းရန်အလွန်လွန်ကံကောင်းတဲ့အချိန်မှသာရောင်းလေးရှိတဲ့ဝတ်ချိုဟင်းကြီးလေးကိုပါဆံပေးတတ်ပါတယ်။တွာကထမင်းစားရတာအလွန်တရာကရင်တွေပြီးလေချောင်းတဲ့သို့အဝင်ဖြောက်ပါတယ်။အဲအကြောင်းပဲမနက်9နာရီခွဲတိုင်းတမိုင်းပူတာကိုယထာစီခိုးစီပြီးမနက်အစာအတွက်ဟင်းကြီးဆံပေးတော့ထမင်းကြော်အလွန်လေးတပွဲကိုသွားစားပါတယ်။ဒီမှာဒူဘူတာကနေမြို့ပတ်ယထာဆောင်ပြီးမြို့ထဲဘက်ကိုအလုတ်သွားတာပါ။ အားကြောင့်သတိမြန်ကနေတက်လာမဲ့သူမအတွက်အခါခွင့်များတင်ခဲ့ရင်နေရာဦးလာပေးနိုင်ပါတယ်။သို့တော့တမိုင်းဘူတော်ကိုကျွန်တော်ဘာကြောင့်သွားရဲဆိုတာသူမသိသွားတဲ့အချိန်ကစပြီးကျွန်တော်ကိုလုံးလုံးရှောင်သွားတော့တာပါပဲ။ဒါပေမဲ့လည်းကျွန်တော်ဂယူမဆိုင်မိပါဘူး။ဘာကြောင့်ဆိုယခုကျွန်တော်လက်ထက်မှာကျွန်တော်ဘွားကိုပေါင်းရင်းတွေထက်ဆောင်လာပြီမဲ့လူယိုသေးရှင်ယိုသေးဆန်တော့ဝတ္ထုတို့ကြီးတပုတ်ရှိနေပြီလေ ထုတ်ပြအပြင်တော့ထိပ်ပူးကိုဖြောပြီးဥမြင်လို့ရှိတော့အုံငနဲ့ပစ်ချပေးဖို့ကျွန်တော်ဝမ်လေးတော့ပါဘွားချင်းထပ်ပြီးလက်ထက်မှာစပိတ်တကိုင်းကင်ထားရတဲ့ဖဲသမားတယောက်ရဲ့မျက်နှာလိုမျိုး လွယ်ဤအတွင်းမှာစာမူလေးကိုစမ်းပြီးကျွန်တော်ပြုံးလိုက်မိပါတယ်အဝေါ်စရာပါပဲဒီမျိုးမှာမိုးပုံကယနေ့တော်တော်အချိန်ကြီးဆိုးပါတယ်ကောင်းကင်မှာ ပြာမုံတွေဝဲပြန်ကုန်ကြတဲ့အထိ အဘိုးကြီးရဲ့ခေါင်းပေါ်တက်တဲ့ဟာနေအမီးတုတ်တုတ်မြေချွက်ကြီးတကောင်မီဂျိုတန်းပေါ်နင်းပြီးဖြတ်သွားတာကိုတွေ့လိုက်ရတယ်။ပုံစံအနေဒါရစတန်ပြကွက်တစ်ခုအတွက်ရုပ်ကြွပုံဖော်နေခြင်းမဖြစ်နိုင်ပေမဲ့ဤအဘိုးကြီးဤအခန့်ဤဆောင်းပုံများနဲ့ယင်းဤကျွမ်းဝင်နောနေတာကတော့တန်တရားဖြစ်ပွဲမရှိပါဘူး။တလုံးလုံးရမ်းကြံခဲ့တဲ့လျှက်စစ်မိကျို့ကိုကျွန်တော်မော့ကြည့်နိမိယာမှာတောက်တားတဲ့ရမကရှင်ကြောင့်ပုံရိပ်တွေအထက်ထက်ပြဲပြီးမျက်လုံးတွေပြဝေးလာပါတယ် ဒါပေမဲ့ဇပွဲပေါ်တစ်ခေါက်ခေါက်ထောက်နေတဲ့ကျွန်တော်လက်ချောင်းလေးတွေကိုတော့ကျွန်တော်မရိပ်မိလိုက်ပါဘူးအဖိုးကြီးနဲ့ကျွန်တော်ကြမှာစနက်တန်ဖြုတ်ထားတဲ့စာမူတစ်ထပ်ရှိနေပါတယ်။ဒါပေမဲ့အဖိုးကြီးရဲ့မူရာကကျွန်တော်ဝယ်လာတဲ့အရက်ဖြူတပလင်းလောက်အာယုံရှိပုံမရပါဘူး။အဖိုးကြီးတတော်မူနေပါပြီ။တို့တို့ကျွန်တော်မျက်ဝန်းထဲမှာလည်းရေခဲမှတ်တဲ့အကြီးပြောနေပြီ။သို့တော့ဇပွဲခုံကတော့တတောက်တောက်ခောက်နေမိတော့ပါပဲ။နေစမ်းမအောင်ဗျ။မေးပါရစေအောင်။ ်ဘလို့မြကျွန်တော်စာမှုအခုချိန်ဒီခင်ဗျမရွေးပေးသေးတာလေဟာ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 အဘိုးကြီးဟာအချောက်တိုက်ထားရတယ်ပြီးတော့စတိခွေထဲမှာရက်ကိုတငုံငုံတောက်တယ်သင်္ကန်းစာယူတက်မှလူရောလို့ခေါ်တဲ့ကောင်လေးကမသိမချင်းမှတ်တာလူရောဆိုတာသင်္ကန်းစာယူတက်တဲ့လူကိုခေါ်တာဟာဟာဟာငါကတော့လူရောပဲပြစ်ကျင်တယ်ဟေးခင်ဗျားဘာကြီးပြောနေရလဲအဘိုးကြီးဟာအရက်ဖြူပလင်းကိုအဖုံးဖွင့်ပြီးခွက်ထဲလောင်းထည့်တယ် လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမင်းလိုပဲစာရေးကောင်းတဲ့လူတယောက်ရဲ့စာမှုကိုငါရဲ့ကလောင်တဲ့ကန်နာမှာသုံးပြလိုက်တယ်။သူ့ရေးသားကြောင့်မဂဇင်းထွက်ပြီးမကြဘူးလူတိများပြီးအခြားမဂဇင်းတိုက်တွေကစာမှုတွေအလူရဲ့ဝိုင်းတောင်းကြတယ်။အဲဒီစာမှုတွေလည်းစာမျက်နှာပေါ်ရောက်ပြီးရောလုံချင်းဝတ္တုထုတ်တဲ့စာအုပ်တိုက်တွေပါတတိယမိကုန်ပြီးလုံချင်းရေးဖို့တိုက်တွန်းတော့တာပဲ။ ဘာကြလုံးလုံးကွာပထမဆုံးတွေ့တဲ့လုံချင်းဝတ္တုနဲ့နာမည်ကြည့်သွားတာဟေးတခါတဲ့နိုင်ငံကျော်ပြည့်ပြီးစာအုပ်တိုက်တွေအလူရဲ့စာအုပ်တွေဝိုင်းချုပ်ကြတာကဲလောကကြီးကဘလောက်များတစ်ဖက်ဆောင်နေလိုက်တုံးငါကတော့ဒုံရင်းကဒုံရင်းပဲစာအုပ်တိုက်စောက်လို့လို့အဲဒီလားလုံလုံနဲ့နေပြန်မရှိလို့သူများခကန့်နေတာစားကြာကချို့တဲ့တော့ရတာအရက်ပြူးဘလောက်များမတရားလိုက်လဲတော့ကွာမင်းစဉ်းစားကြည့်တယ် ခင်ဗျားတဖက်လူကိုကျေးဇူးမသိတတ်လို့ပောက်ကွက်နေတဲ့သဘောလားဟာဟာမဟုတ်ပါဘူးကွာငါဆိုလို့ဒါအဲ့လိုမဟုတ်အရာကွာကိုတငုံငုံတောက်ကတောက်ပြန်နေစာမူလေးတပုတ်မဂဇင်းတိုင်မှာရွေးပြေးလိုက်ုံနဲ့တော့ကျေးဇူးရှင်ကြီးပါဆိုပြီးငါ့ကိုတတန်လုံးဘသူမှခေါ်ကြွေးထားမှာမဟုတ်ဘူးကျေးဇူးပြုလေတော်ရုံတန်ရုံပေါ့ကွာအဲ့ဒါကိုငါနားလေငါပောက်ကွက်တာသူ့ကိုမဟုတ်ဘူးမျက်နှာလိုက်လို့တဲ့လောကကြီးကို စဉ်းစားကြည့်စမ်းပါအောင်ကွာငါလက်ကထွက်သွားသူဟာနေချင်းညချင်းအောင်မြင်သွားတယ်ငါကတော့နှစ်ပေါင်းများစွာဒီတိုင်းနေနေရတယ်ငါစိတ်မနာသင့်ဘူးလားဇဝဲကုံကိုခောက်နေတဲ့ကျွန်တော်လက်ချောင်းတွေပုံမူအားပါ ပြင်းထန်လာသလို ထင်မိပါတယ်ဒါကတော့ဗျာသူ့ရဲ့စူးစမ်းမှုကြောင့်လည်းဖြစ်မှာပေါ့မဟုတ်ဘူးကွာအဓိကဟာစာမှုရွေးပေးလိုက်လို့ငါသာလက်ဆောင်လိုက်ရင်ဒီလိုမညီမျှမှု ဖြစ်လာစရာအကြောင်းမရှိဘူးအဲ့ဒါကငါတင်ငန်းလာယူတယ်ဟေးဟာ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  အဲ့နောက်ပိုင်းကစပြီးစာရေးကောင်းတဲ့လူမှန်သမျှဝေးဝေးကရှောင်းနေတာမန်ဖက်ယုံတင့်ယုံဘလို့မှစာပေစာမြင့်တန်ရောက်မလာနိုင်လောက်တဲ့စာမူတွေကိုပဲရွေးပြီးတော့တယ်မကောင်းလားကဲငါကလည်းဒုံရင်သူတို့လည်းဒုံရင်လောကကြီးလည်းဒုံရင်ပေါ့ကွာဒါဆိုကျွန်တော်စာမူမရွေးရတဲ့အကြောင်းရင်းကအရန်ကောင်းနေတယ်လीကွာဟဲ့ဟဲ့ဟဲ့ မင်းကိုတည်းရွေးပေးလိုက်ရင်ရှိရတိုင်းငါအပေါ်မငြင်းမြမှုတွေထပ်ပြင်ကုန်ပါဗောခမားတတော်အကြံပတ်ဆက်တဲ့လူပဲဗျဟာကလောင်တဲ့ကန္နာလီကွာကလောင်တဲ့ဖြစ်ဖို့သာလိုတာပဲကောင်းဖို့မှမလိုတာမင်းကတအားကြီးကောင်းနေလို့တော့ဗောဟာငါနေရာလဲဝင်ကြည့်အောင်ကွာဝုံငနဲ့စပွဲကုံကိုအားနဲ့ခပ်ပြင်းမထူချလိုက်တယ်အဖိုးကြီးမျက်လုံးပြူးကသွားပါတယ်ကျွန်တော်ကနားမလည်နိုင်သလိုကြောင်စီစီကြည့်တယ် ို့လူမူးနေပြီတင်တယ်အရင်များတောက်မိလိုက်သလားအဲဒီနောက်ပိုင်းကျွန်တော်မဂဇင်းတိုက်ကိုမသွားဖြစ်တော့ဘူးစာမိုးလည်းမပြုတ်ဖြစ်တော့ပါဘူးဒါပေမဲ့ဇလန်းတဘုတ်ကိုတော့အပြင်းထန်စူးစမ်းရေးသားနေမိခဲ့ပါတယ်ဇလန်းထဲမှာဇက်ကောင်ဟာအလွန်တရာအမျက်ဒေါသထွက်လျက်ရှိနေတယ်သူ့ရဲ့ယူသားမှုသူ့ရဲ့လေးစားမှုသူ့ရဲ့မျှော်လင့်မှုတို့ရာအလုံးကိုဥပေက္ခပြုဖြစ်စည်းသွားခဲ့သူတူပေါ့ထိုက်တက်သောပြစ်ဒဏ်ပေးရန်လဲပေးဆပ်ဖို့စဉ်စားတွေးတောလျက်ရှိနေပါတယ်စဉ်းစားစမ်း ဘလို့ပေးဆက်မှုမျိုးကကျူးလွန်သူရဲ့လောက်ရတဲ့ညီမြနိုင်မလဲထို့အရာတွေဇက်ကောင်မှာသူ့ရဲ့စိတ်နှလုံးကိုအချိန်တော်ကြအောင်ရင်းနှီးမြုပ်နှံခဲ့ရပါတယ်ဒါပေမဲ့လည်းပြင်းပြလွန်တဲ့သူ့ရဲ့စိတ်ဆုံးဟောကြောင့်လောကကြီးကပင် ဖွဲ့ထားတဲ့ဖက်တချက်လိုသူ့အတွက်လှက်ပြပေးနိုင်ခဲ့ပါတယ်အဲ့ဒီအတွက်အရန်ကြီးဆန္ဒစောလို့တော့မရနိုင်ခဲ့ပါဘူး အိုင်းဒီမနက်မှာဇက်ကောင်ဟာတန်ရာတန်ရေးပြန်ယူနိုင်မဲ့တော်လိုင်းရေးသမားတယောက်ရအမှုချင်းမျိုးနဲ့အတူစော်စီစွာနိုးနေနိုင်ခဲ့ပါတယ်။ပြီးတော့သူ့မှာရှိရဲ့ရှာရှာပပချင်းပင်အသင်းနဲ့ရှက်အင်းကြီးလက်ရှိကိုလက်ခောက်ခဲ့တယ်တိုးနောက်မှာသူအလွန်တရာမှကြိုက်နှင်သက်တဲ့ Justin De Zeit Country လက်ရှိဖနက်ကိုထိုးသွင်းဝတ်ဆင်ခဲ့ပါတယ်။ဒီနေ့တနေ့လုံးအလောက်ကားလူတွေကသူ့ကိုအထူးဆန်းလို့ကြည်နေကြတယ်။ တချို့လည်းအားကျသလိုရှိနေတယ်။မနေ့ကရရှိထားတဲ့သတင်းအရအလုံးမှာကျွန်တော်ရဲ့တန်ရာတန်ကြီးရောက်ရှိနေပါပြီ။အလေးချင်းရှိပြီးသားလက်တွေမို့တိတ်တော့မရှာလိုက်ရပါဘူး။အေးသသာပဲတန်ရာတန်ကြီးကိုယူလို့လွဲအိတ်အတွင်းကျွန်တော်ထက်ထားလိုက်တယ်။ရုံစင်းချိန်မှာတော့လွဲအိတ်လေးကိုလွဲပြီးအကျွေးဆက်ခဲ့သူတဦးရဲ့လွတ်လပ်ပျော်ရွှင်မှုမျိုးနဲ့အတူဘူရာကြီးစီယာတို့ ပေါ်ပါထုခဲ့စွာရှောင်းလန်းလာခဲ့ပါတယ်။ဒီတကားလည်းအပြည့်ဝပါပဲ။ အရင်ချိန်တွေကခံစားမှုအတိုင်းကိုတတ်တူကြစွာကျေနပ်ကြည်နူးနေမိပါတယ်။ဒါနဲ့ဒီလိုကျေနပ်မှုမျိုးရှေ့မှာဘယ်နှချိန်မှကျွန်တော်ခံစားခဲ့ဘူးပါလေ။ဟာဟာအဆောင်ရောက်မှရေတွက်ကြည့်ရပါဦးမယ်။တူရဲကြောင်လောက်တာတိုးတိုးလေးချွန်ရင်မိပွိုက်လေးတစ်ခုကိုအပြတ်။ဟေးမောင်ရင်ဟာဆံမြင်တို့ကျွန်တော်အမူအရာပြက်မိသွားတယ်ထင်ပါသလား။လုံးဝမပြက်မိပါဘူး။အေးသက်တာပါပဲ။ တွေ့လွန်သောလူသက်သမားတို့လို့ကျွန်တော်အေးသက်တာပါမင်းပဲပျောက်နေရတော့မပျောက်ပါဘူးဆရာရဘက်နဲ့ဘလို့ပြရတာတော့ကွာမင်းရရချက်တွေမပျောက်ပြစ်လိုက်ပြီလားစာမူလက်လာမပေးတော့အဲ့ဒါကဟိုဟာလေစာဆက်ရေးစမ်းပါကွာမင်းဒီလောက်အရေးကောင်းတဲ့ဟာအဘိုးကြီးကြည့်ရတာလွန်ခဲ့သော3လကျော်လေးလခန့်ကသူမူကြီးပြောခဲ့တဲ့စကားတွေလုံးလုံးသတိမရတော့တာပါပဲ။ ကြကြံပပန်စာဆက်မရကောင်းလားကျွန်တော်တို့ဆိုရည်နေပါသေးတယ်စာမူပေးတော့ရော तू ကရွေးမှကြားလို့ဟုတ်စရာဇာတော့ရင်းနေဖြစ်ပါတယ်မရောက်တာမရောက်ဖြစ်တာပါအေးအေးကောင်းတယ်ပြင်လာပြီကြလာဟုတ်စရာဟုတ်ဒီဘုတ်ကြီးငါ့အမြညှင့်တတ်နေတာလားမသိဒါနဲ့ဆေးရကဘယ်ပြန်လာလဲအကြီးကျယ်စိတ်ထိခိုက်သွားပုံရတယ်မျက်နှာတကူမြင်ရပါတယ်စာတိုင်းကြီးကသမီးစီကိုစသွားတဲ့ပြပြန်လာတာ ။အော်။တမီးနဲ့အဆက်အသွယ်ရသွားပြီလား။မရသေးပါဘူးကွာ။အတန်ကတိုးတိုးအတော့ကိုနားထောင်ယူရတယ်။ဟာ။စားထက်တာလည်းစားမပြန်ဘူးပေါ့။ခေါင်းတန်ရမ်းပြပါလေရဲ့။စိတ်ဓာတ်ကိုသာမသိထားရင်အိမ်ကောပြီးတသက်လုံးကိုးကွယ်ထားအောင်မယ့် item မျိုး။ထားပါလားကွာ။ငါပြန်လိုက်အောင်မယ်ကွာ။ ကံကြမ္မာကြီးကတခါတရံမှာအလွန်တရာမှထူးဆန်းအောင်ပဲကောင်းလွန်လှပါတယ်။ကိုနဲ့ရည်စက်ချင်းကုံလို့သူ့သဘောနဲ့သူယထာတွဲပေါ်မှာဆင်းသွားပြီးကမှကံကြမ္မာအလင်းတင်တဲ့အခါတွဲပေါ်ပြန်တက်လာတာမျိုးကြုံတွေ့လေရှိပါတယ်။ယခုလည်းကျွန်တော်ရဲ့တန်ရာတန်ချင်းလေးကိုထုံပိုးတက်ဆောင်လာတဲ့လွေရင်လေးအားတယုတ်တရပိုက်ထွေးရင်းယထာပေါ်ထိုင်နေမိရမှမတွေ့ရတော့ကြားပြီနော်။မော်ကြီးမီတော့တီရိမြိုင်သူလေးတီတာကျွန်တော်အော်တော် ကြည်နေမိတယ်လို့သူမကလည်းကျွန်တော်ကိုတအံ့တော့ကြည်ကနေမိပါတယ်ကျွန်တော်ကြည်နေမိတာကတော့မပြောမစို့ထွက်ခွာသွားပြီးမဖိတ်ခေါ်ပဲပြန်ရောက်လာခဲ့တဲ့သူမရဲ့ဟိုးအတွင်းထဲကရည်ရွယ်ချက်ကိုဖျက်ပြီးသူမကတော့တောက်ပတ်တင့်လွင်လွန်နေတဲ့ကျွန်တော်ဝတ်စုံခြေထောက်မှာဝတ်ထားတဲ့ country boot ပြီးတော့အရင်လိုရှီကောက်ကောက်ညှင်းတိုးတိုးမဟုတ်တော့ပဲတေချာဖီးတင်ပုံသွင်းထားတဲ့ကျွန်တော်စပင်းနဲ့မျက်နှာထိုးရာတွေပေါ်မှာ allergy အကြီးကြီးဖြစ်ကနေတယ် ပြီးတော့ခွင့်ပင်မတောင်းတော့ပဲကျွန်တော်ဘေးမှာဆွေကနေဝင်တိုင်းနေသူအခုဘာကြီးလုပ်နေရလဲအရင်လုပ်ပါပဲနေစားမှစန်းစားလေးများကိုလက်နဲ့အချင်းချင်းတတ်တင်ရင်နှကန်းကိုကြိုက်ကစဉ်းစားသွားပါရဲ့ပြီးတော့ဘာမှမတတ်ဆိုင်ပဲဟီကနဲ့တစ်ချက်ရေးရင်မမှတ်မိတော့ဘူး तू ကဘာလုပ်တာလဲဟင်စာရေးတယ်ဟုတ်ကျွန်တော်တလုံးတည်း စည်းစည်းပိုင်ပိုင်ပြောကြားလိုက်ကျင်တော့လေလွန်ခဲ့သောကာလတကူကကျွန်တော်အမားတွေအာယုံမှာပြန်ပေါ်လာတယ်။တန်ဖိုးကိုမသိသူတွေကိုပြောပြနေတာတဲ့ဝက်ကိုချီးကျတွေးလိုက်တာမှအများကြီးပိုကောင်းသွားနိုင်တယ်လေ။ကျွန်တော်စားလိုက်ကြီးမှအလုတ်လုတ်တာ။ဘာလို့ရတာလဲ။ဝင်လာသမျှစားတွေကိုပို့ပေးရမယ်လိမ့်စာအတိုင်းမြို့နယ်လိုက်ပြည်နယ်လိုက်ခွဲပေးရတာ။သူကအဲ့ဌာနမှာလူကြီးလား။မဟုတ်ပါဘူးအလုတ်သမားပါပဲ။စိတ်ဝင်ပြောလိုက်မိသည့်စကား။ ဒါသည်ကျွန်တော်ရဲ့အစ်စ်မှန်ဘွားသို့တော့တကယ်တကယ်နှုတ်မှထွက်မှသွားမိသည်ကဟွာရာထူးတိုးသွားမကြသေးဘူးပြုံပြုံလေးလေးတန်းအေးအပြည့်တကယ်ကိုမှပြုံပြုံလေးအပိုလိုမရှိတတ်တောင့်တတ်တာနဲ့မင်းကလေးကကျွန်တော်ဝတ်စုံတဲ့ဖဏတ်ကိုနောက်တစ်ချိန်ကြည့်လိုက်ပြန်နီသူ့ဘသဘောနဲ့သူစဉ်းသွားကပြီးမှကျွန်တော်ယထာအတွက်ပေါ်ကြည့်ကျင်သေးသည့်အရေးအောင်မျိုးကိုလည်းမျက်လုံးမှမြင်လိုက်ရသည်ဒါနဲ့မနေ့ပြန်သူ့လှုပ်သွားမှလာရင် နှခမ်းကိုတွန့်ကွေးရင် အာနာတလို့ကျွန်တော်ပြုံးပြလိုက်သည်နောက်ပတ်ဆိုနေပြီးတော့ပြောင်းရတော့မှာပါမြို့ပရာထားတော့မစည်းဖြစ်တာကြာပြီလေအလွမ်းပြေသဘောနောက်ဆုံးအနေနဲ့ဒီနေ့လာစည်းဖြစ်တာကျွန်တော်ကိုကြည်နေတယ်လောကမမြင်ဖူးခဲ့သူတူလို့လောကမထင်မှတ်ထားသူတူလို့အော်စွာနဲ့မြင်တွေ့စွာနဲ့ပေါ့ပြီးတော့ကရုံကရင်ဆန်လွန်းစွာနဲ့ကျွန်တော်သွားလိုက်ပါအောင်မယ်ဗျဆုံးခံရင်ငှက်တက်တယ်ဆိုတာဒါမျိုးပေါ့ တချို့တန်ရာတန်ကြီးများမှာသွားရင်းလာရင်းဖြင့်ပြန်ယူ၍ရကြောင်းတို့ညနေကကျွန်တော်ကိုထပ်လောင်းပြောသားပါရဲ့အဆောင်ပြန်ရောက်တော့အဝေါ်ပင်လဲမအားပဲလွဲဟိတ်တွင်မှကျွန်တော်ရဲ့တန်ရာတန်ကြီးလေးကိုထုတ်လိုက်တယ်ဥမြင်နိုးလက်ရည်ဖြင့်တမိငယ်များသည့်တို့ဟူ၍လိမ့်မူတာသော စားရစောင်းအထဲမှာဗာရေးထားလဲကျွန်တော်မသိခုကိစ္စလည်းမဟုတ်ကျွန်တော်ကိစ္စသည်ဥမြင့်တို့ထံမှထိုက်တဲ့တော့တန်ရာတန်ကြီးကို ပြန်လဲရယူဖို့သား ။သပွဲပေါ်မှာစက်ကူဘူးကိုဖုံးဖွင့်တော့ကြိုတင်ရောက်နေသည့်စာခွန်နှံဆောင်ကထပ်မံရောက်လာမိစာလေးတစ်စောင်ကိုစိတ်ဝင်တစားငန့်လင်နေကြတယ်။အားလုံးမှာတပုံစံနဲ့လိပ်စာမှာတစ်ခုတည်း၊လရေးမှာတစ်မျိုးတည်းပေးပို့သူမှာတစ်ယောက်တည်းကျွန်တော်ဟက်ကနယ်ရေမိလိုက်တယ်။ညနေကကြားသိခဲ့ရသည့်ဥမြင့်တို့ရဲ့တည်င်းစကားအရမနှက်ပြန်တဲ့ဒီစကုပူတဲ့ကိုနောက်ထပ်စာလေးတစ်စောင် ရောက်လာလိမ့်ဦးမယ်ထင်ပါရဲ့ ရပ်ဖက်သူတို့ရဲ့အခုကတော့တိုးဆောင်ရေးသားရတဲ့ revenge story ဆိုတဲ့ဝတ္ထုလေးတွေထဲကနေပြီးတော့မြေနိုးတို့ပေးလာဆိုတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ကိုရော့ဖက်ပြခဲ့တာပဲဖြစ်ပါတယ်ပပနေနေကြီးကိုလက်စားကြေတာရဲ့ဘလို့ဝတ္ထုတူလေးရောကျွန်တော်ဆက်ပြီးတော့ရုပ်ဖက်ပြအောင်มาလဲဆိုရင်တော့နောက်ထပ်အပန်းတွေကိုဆက်လက်စောင့်မြောက်ပြီးခဲ့ကြပါအောင်ဗျာ။